ငိမ့်တက်နေသောပင်လယ်ပြင်ရဲ့အောက်ခြေမှာရေလွှာတွေရဲ့ဖုံးကွယ်မှုအောက်မှာသမိုင်းတလျှောက်အကြီးအကျယ်ဆုံးပဟေလီတစ်ခုငုံရှိုးနေပါတဲ့အက်တလန်တက် ပြောက်ဆုံးနေသောမြို့တော်ကြီးနှစ်ပေါင်းထောင်ချီကြာလူတို့ရဲ့စိတ်ကူးသိပ္ပံပညာရှင်တွေရဲ့စူးစမ်းလို့စိတ်နဲ့စွန်စားရှာဖွေသူတွေရဲ့အိမ်မက်ကိုလှုပ်ဆော်ပေးနေတဲ့အမိတစ်ခုပါပဲဒီဇလန်ဟာနှစ်ပေါင်း2400ကျော်ရှိဟောင်းဂရိတတနာပညာရှင်ပလီတိုရဲ့စကားလက်ဆောင်နဲ့စတင်ပါတယ်သူ့ရဲ့တိုင်မေးရက်နဲ့ခီးဒီယခဆိုတဲ့စာတမ်းတွေမှာပလီတိုဟာအတလန်တအကြောင်းကိုရေးသားခဲ့ပါတယ်ဟဲကူးလိတ်ကြောက်တိုင်တွေရဲ့ဟိုဘက်မှာအတလန်တိတ်သမုဒ္ဒရာအတွင်းကကျွန်းကြီးတစ်ခုမှာတည်ရှိတဲ့အင်ပါယာကြီးပါ လီတိုရဲ့ဖော်ပြချက်အရအတ္တလန်တဟာမယုံနိုင်လောက်အောင်ချမ်းသာကြွယ်ဝပြီးစနစ်ကျတဲ့လူ့ဖွဲ့စည်းတစ်ခုရှိခဲ့တယ်။ရွှေငွေရတနာပုံကြီးတွေခင့်မိပြီးအမခံပြီးတုကာလက်ရာတွေအထူးသဖြင့်အင်္ဂလိပ်တွေနဲ့ရွှေတွေငွေတွေကျင်းနီတွေကျေးဝါတွေအလှဆင်ထားတဲ့ဗဟုမျိုးတော်ကိုဝန်းရံထားတဲ့အကွင်းဆက်ပုံစံမျိုးရိုးတွေဒီလူမျိုးတွေဟာကမ္ဘာအင်အားအကြီးဆုံးလူမျိုးဖြစ်ခဲ့ပေမဲ့မမနာကြီးလာပြီးနတ်ဖျားတွေကိုစန့်ကျင်မိခဲ့ကြတယ်တနေ့တော့ ကြီးမားလာတဲ့ဘေးဒုက္ခကြီးကြရောက်လာတဲ့မြင်းကလင်ကြီးတွေတဟုန်ထိုးလှုပ်ခတ်လိုက်တဲ့မိတောင်ကြီးတွေပောက်ကွဲပြီးမိတောက်တွေကောင်းကင်ရံကိုထိုးပေါက်သွားတယ်ပြီးတော့ပင်လယ်ကြီးကဒေါသအမောင်းနဲ့အုံဆိုင်လာတဲ့လှိုင်းတပိုးကြီးတွေမြို့တော်တစ်ခုလုံးကိုမြို့ချဖို့မြစ်တက်လာတဲ့မြေကြီးဟာခြောက်ကမ်းပလိုပိတ်သွားတဲ့ရေတွေဟာကြောက်မက်ဖွယ်ကောင်းလောက်အောင်မြန်ဆန်စွာအတက်ဆင်းဖြစ်လာတယ်နောက်ဆုံးမှာတော့တရက်သေးနဲ့တညထဲမှာ အတလန်တကျွန်းဟာပင်လယ်ရဲ့အောက်ခြေကိုလောဝါနှိမ့်မြုပ်သွားခဲ့ပါတော့တယ်ပလီတိုရဲ့အဆိုအရဆိုရင်ဒီဖြစ်ရက်ဟာ BC 9600ခန်းကဖြစ်ပျက်ခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့အတလန်တဟာစိတ်ကူးရင်ဇလန်တပုတ်ပဲလားဒါမှမဟုတ်တမိုင်းမတင်မီခစ်ကပျောက်ဆုံးသွားတဲ့လူရင်ကျင်းမှုတစ်ခုရဲ့အမှန်တရားလား သိပ္ပံပညာရှင်တွေဟာနှစ်ပေါင်းများစွာဒီမေကွန်းကိုဖြည့်ရှင်းဖို့ကြိုးစားခဲ့ကြပါတယ်။တကယ်တော့ကဘာကြီးဟာကြီးမားတဲ့ဘေးအန္တရာယ်တွေကိုခံစားဖူးပါတယ်။ဥပမာ BC 1600ခန့်ကမြေထဲပင်လယ်အတွင်းကတန်တိုရာတဲရာမီးတောင်ကြီးပောက်ကွဲမှုဟာကြီးမားလာပါတယ်။ဒီပောက်ကွဲမှုကြောင့်အနီးနားကမိုင်းနိုအန်မင်းနောင်းရင်ကျေးမှုကိုပြင်းထန်စွာထိခိုက်ပျက်စီးစေခဲ့ပြီးကြီးမားတဲ့ဆူနာမီလိုင်းလုံးတွေကိုဖြစ်စေခဲ့တယ်။အချို့ပညာရှင်တွေကဒီဖြစ်ရပ်ဟာအတ္တလန္တတနာကြီးရဲ့အခြေခံဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။တခြား အားနေရာတွေလည်းအဆိုးပြုထားပါသေးတယ်။စပိန်အနီးအတ္တလန်တိတ်သမုတ်တရာတွေကဒိုဂါပင်ဒေါဂရလန်လို့ခေါ်တဲ့နှစ်မြုပ်သွားတဲ့ကုန်းမြေတွေဆာဒီနီးယားကျွန်းဆာဒီနီးယားမှာရှိတဲ့ထူးဆန်းတဲ့ကြောက်တုံးတိဆောက်မှုတွေဘာမြူဒာတိကန်ဘာမြူဒာထရိုင်ဂယ်ရဲ့လှုပ်ဝက်ဆန်းကျင်မှုတွေဒါတွေအားလုံးကိုအတ္တလန်တနယ်ဆက်ဆက်ကြည့်ဘူးကြပါတယ်။ခစ်တစ်ရှာဖွေရေးတွေဟာလည်းမရက်မနာဆက်လက်လှုပ်ဆောင်နေပါတယ်ရေငုပ်တင်းမောတွေရေအောက်ရေတာနီးပညာတွေဆွမ်းနာ ရေငုပ်သမားတွေဟာပင်လယ်အောက်ကထူးဆန်းတဲ့လူလုံးဆောက်အုံတွေလမ်းတွေနေရန်တွေကိုရှာဖွေနေကြပါတယ်။ကူးပါရဲ့ဘင်နီယာပင်မနေရိုလို့ခေါ်တဲ့ကြောက်တုံးတန်းကြီးဂျပန်အနီယိုနာဂူနီရဲနေဂျင်းတွေကရေအောက်ကြောက်တုံးအဆောက်အဦးတွေဒါရီဟာတဘာဝဖြစ်စဉ်လားဒါမှမဟုတ်လူလက်ရလားဆိုတာငင်းခုန်မှုတွေဖြစ်ပွားစေခဲ့ပါတယ်။ဒါပေမဲ့ အတလန်တရဲ့ဆွဲဆောင်မှုဟာသူ့ရဲ့ဒီနေရာအပြင်တူဆောင်ထားတဲ့သတင်းစကားကြောင့်လည်းဖြစ်နိုင်ပါတယ်လူသားတွေရဲ့မာနထောင်လောက်မှုတဘာဝကိုမတီမဲ့မြင်ပြမှုတွေရဲ့အကျိုးဆက်ကိုသတိပေးတဲ့ဒဏ္ဍာရီတပုတ်လားလူသားယဉ်ကျေးမှုတွေဟာကြီးမားတဲ့တဘာဝဘေးတွေကိုရင်ဆိုင်ဖူးကြပြီးဒါတွေဟာဒဏ္ဍာရီထဲမှာပုံပြောင်းပြီးကြံရစ်ခဲ့တာလားအတလန်တဟာကျွန်ုပ်တို့အတိတ်ကိုပြန်လည်တွေးတောမိစေတဲ့ကြီးမုံတစ်ချက်လားဒီတော့အတလန်တဟာရှိနိုင်သလား သူ့ရဲ့ရွှေနဲ့စကြင်ကြောက်တွေသူ့ရဲ့ကောင်းတွေပညာရှိတွေဟာအခုချိန်ထိပင်လယ်အောက်မှာငုံရှိုးနေကြသေးသလားဒါမှမဟုတ်သူဟာလူသားစိတ်ကူးစိတ်တမ်းရဲ့ထာဝရအံ့ဖွယ်ဇလန်းတပုတ်လားတက်တည်အထောက်ထားအတီးကျမတွေ့သေးသေး၍အတလန်တရဲ့လှုပ်ဝက်ဆန်းကျင်မှုဟာကြံ့ရင်နေအောင်ပါပါပဲသမုတ်တရားရဲ့အနက်ဆိုင်ဆုံးနေရာတွေဟာကျွန်ုပ်တို့အတွက်နယ်နိမိတ်တွေပါနီးပညာတွေတိုးတက်လာတာနဲ့အမျှကျွန်ုပ်တို့ရဲ့စူးစမ်းလေ့လာမှုတွေဟာပိုနက်ဆိုင်လာနိုင်ပါတယ်နောက်ဆုံးမှာတော့ ပင်လယ်အောက်ကအနက်ဆုံးအမောင်ထူးတဲကလှုပ်ဝက်ချက်တွေကိုဖော်ထုတ်နိုင်မလားအတ္တလန်တဟာပျောက်ဆုံးသွားခဲ့တယ်ဆိုပေမဲ့သူ့ရဲ့ဒဏ္ဍာရီသူ့ရဲ့သတိပေးချက်သူ့ရဲ့မပြေမလည်ဖြစ်နေတဲ့လှုပ်ဝက်ဆန်းကျင်မှုတွေဟာလူသားတွေရဲ့စိတ်ထဲမှာထာဝရအတ္တဝင်နေပါလိမ့်အောင်မဲ့သမုဒ္ဒရာရဲ့လှိုင်းတန်တွေအောက်မှာသူမဟုတ်ကျွန်ုပ်တို့ရဲ့စိတ်ကူးစိတ်တန်းတွေအောက်မှာအတ္တလန်တဟာသူ့ရဲ့ဆန်းကျင်တဲ့အိမ်မက်တွေနဲ့တူဆက်လက်ရှင်တန်နေပါလိမ့်အောင်မဲ့ပင်လယ်အောက်ကပျောက်ဆုံးနေတော်မျိုးတော်ကြီး